မင်္ဂလာပါ။အော်ဒီယိုဝိုင်းဇွန်နိုင်မှကြိုဆိုပါရစေ။ဒီခုကမှတော့မန္တလေးမှာငလင်မလောက်တော့လဲဘိုးရွာသမှုကြောင့်အိမ်တလုံးပြိုဆိုတဲ့အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ဒီနေ့အေဗီလ15ရက်ကြံကျန်းနေမှာတော့မန္တလေးမှာငလင်အငယ်လေးတွေလှုပ်ပေမဲ့တိတာတဲ့ငလင်မျိုးတော့လှုပ်ခတ်သွားမှရှိပါဘူး။ဒါပေမဲ့ညနေ9:00ခန့်မှာ မိုးတဲထန့်စွာရွာသွန်းခဲ့ပါတယ်။အဆိုပါရွာသွန်းမှုဟာနိုင်ဝက်ခန့်ကြပြီး26လမ်း80 80လမ်းကြားရှိသုံးထပ်တိုက်တလုံးပြိုကျခဲ့ကြောင်းလည်းသိရပါတယ်။အဆိုပါလမ်းတွင် နေထိုင်သူတို့ကဒီလိုပြောပါတယ်။ငလင်းလှုပ်တုံးကစောင်းနေတဲ့တိုက်ပါ။အရင်ဖိုင်းစတိုးဖွင့်ထားတဲ့တိုက်ပြိုသွားပါပြီ။ဘယ်သူမှ ထိခိုက်မှုမရှိခဲ့ပါဘူး။ဆက်လက်ပြီးတော့ရာသီဥတုမိုးလေဝသနဲ့ပတ်သက်ပြီး ။ပိုးဝင်းနိုင် Facebook မှာဒီလိုတင်ထားတာတွေ့ရပါတယ်။မန္တလေးတိုင်းမန္တလေးမြို့မြောက်ဘက်ဆယ်တော်ကြီးဒေသအတွင်း AB 16ရက်ညနေ9နာရီမှ AB 18ရက်ညနေ9နာရီ24နာရီအတွင်းမောလွန်တဲထန်နိုင်မြေအခြေအနေတွေ့ရပါသဖြင့်သတိပြုပြင်ဆင်နိုင်ကြပါရန်သတိပေးတင်ပြလိုက်ပါသည်။ဆရာဦးနိုင်တင်ထားတာကိုဖတ်ပြပေးရဖြစ်ပါတယ်ဆက်လက်ပြီးဒီကနေ့သတင်းများစင်တာ Facebook page ကနေတင်ထားတဲ့ 2025ခုနှစ်၄လပိုင်း15ရက်နေ့မှာလှုပ်ခဲ့တဲ့ငလင်များအကြောင်းကိုဆက်လက်ဖျက်ပြပေးမှာဖြစ်ပါတယ်။ဆက်လက်ပြီးရင်းငလင်သတင်းများစင်တာ Facebook ပိတ်ကနေတင်ထားတဲ့2025ခုနှစ်၄လပိုင်း15ရက်နေ့မှာလှုပ်ခဲ့တဲ့ငလင်များအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီနေ့မနေ့မြန်မာစံတော်ချိန်တနာရီ၈မိနစ်ချိန်ကမန္တလေးမြို့မှာအရှိတ်ဘက်ပိုင်းပြင်ဦးလွင်မြို့အနောက်တောင်ဘက်20မိုင်ခန့်ကွာအနီးစကန်အနောက်တောင်ဘက်9မိုင်ခန့်ကွာဂျန္နာဘုံနေပညာတက္ကသိုလ်နီး စင်ကန်အရှေ့မြောက်ဘက်တောင်နန်းဒေသအောက်အနက်6မိုင်ကျော်မှမကနေကျု3ပိုက်ဖက်အဆင့်မြင်းကလေးငယ်လှောက်ရှားသွားပါတယ်။ဆက်လက်ပြီးဒီနေ့မြမစံတော်ချိန်နှစ်နာရီ56မိနစ်မှာမန္တလေးမြို့မှတောင်ဘက်ပိုင်း15မိုင်ကျောက်ဆယ်အနောက်မြောက်ဘက်9မိုင်ခန့်ကွာစင်ကန်အနီးနေအောင်အနက်6မိုင်ကျော်မှမကနေကျု3.0အဆင့်မြင်းကလေးငယ်လှောက်ရှားသွားကြောင်းသိရပါတယ်။အဆိုပါမြင်းကလေးငယ်မလှောက်ရှားခင်မြမစံတော်ချိန် ညနေ2:05မိနစ်အချိန်ကဧရာဝတီတိုင်းဒေသကြီးဖြားပုံတောင်မက်ပိုင်း55မိုင်ခန့်ခွာမြမကန်ယိုတန်းအလွန်အရမင်ပင်လယ်ကျမ်းပြင်အောက်6မိုင်ကျော်မှမကနေကျု3.7အဆင့်ငင်းကလင်းကျိုလုတ်သွားခဲ့ပါသေးတယ်ဆက်လက်ပြီးဒေသဆန်တော်ချိန်3:46မိနစ်နေပြည်တော်တက္ကသိုလ်နီးမကနေကျု4.0အဆင့်ရှိတဲ့ငင်းကလင်းငယ်တစ်ခုလုတ်ကတ်သွားပါတယ်ဆက်လက်ပြီး ဇနေညနေမြမစံတော်ချင်းညနေ၄:၂၈မိနစ်ချိန်ရန်ကုန်မြို့မှာအနောက်တောင်ဘက်64မိုင်အရာဝတီတိုင်းဒေသကြီးဖြာပုံတောင်ဘက်ပိုင်း59မိုင်ခန့်ခွာဒေါင်းကြီးအနီးမြမကန်ရိုးတန်းလွန်အထမင်းပင်လယ်ကျမ်းပြင်အောက်1.5မိုင်ကျော်မှမကနေကျု3.3အဆင့်မြင်ကလေးငယ်လှုပ်ရှားသွားကြောင်းသိရပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းငလင်းဘေးနဲ့တကွဘေးပေါင်းရန်ပေါင်းကို အောင်မြင်စွာကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းပို့သပါရစေ။